မြအားလုံးပဲမင်္ဂလာပါရှင်။မော်ဝင်ကျောင်းတော်ကနေပြီးတော့ပြန်လည်ကြိုဆွလိုက်ပါရယ်။ဒီနေ့ဖပြတက်ဆက်သွားမယ့်ဇလန်းလေးကတော့စာရေးသူအကာစော်ရဲ့စောင့်တီချီဥပတာနဲ့ဓမ္မကျော်ဘမော်အတွဲတိစာစင်ရှစ်ကိုဖပြတက်ဆက်သွားမှာဖြစ်ပါရယ်ရှင်။ခုတ်ခဲ့လူတွေအတွက်တော့ဓမ္မဆိုတဲ့စကားကကြားပဲကြားဖို့ကြားလိမ့်မယ်။ကျောင်းတော်ကျောင်းဖူးကြမှာမဟုတ်ဘူး။ဒါပေမဲ့ကျောက်တော်ဒေသမှာတော့ကျောက်တော်အသက်တော်တော်ကြီးတဲ့အထိဓမ္မတွေရှိခဲ့ကြတယ်။ 88အရေးခန်းတော့ကဆိုကျောက်တို့ဘက်မှာဓမြတွေတတော်ကိုပူတာဗျကျောက်တို့ဖြစ်ရော့ကိုစီရုပ်ကပြီးတော့တအင်တယောက်ကဲထွက်ဆောက်ရတဲ့အထိပဲဓမြကလည်းတယောက်နှစ်ယောက်လာတာမဟုတ်ဘူးပြုတ်ဓမြအကြောင်းပြောရင်းနဲ့ကျောက်အမေရဲ့အကိုအကြီးဆုံးဘာကြီးပေါ်တို့အကြောင်းကိုတတိသွားရတယ်ဗျတခါတည်းကျောက်ပြောပြမယ်ဘာကြီးပေါ်တို့ဓမြတိုက်ခံရတော့ကျောက်တို့အသက်70လောက်ပဲရှိအောင်မယ်ကျောက်တို့တော့တိတ်ချမသိလိုက်ပါဘူးနောက်မှလူကြီးတွေပြောပြတော့မှသိရတာဗျ ဖာကြီးပေါ့တို့မိသားစုကလူအင်အားတောက်တယ်ပြောရမယ်။သူ့မှာမိမက3ယောက်တောင်ရှိတာ။ပထမမိမနဲ့တာသမီ6ယောက်ရတယ်။အဲ့ဒီမိမတည်ပြီးတော့နောက်မိမထက်ယူပြီးတာသမီ7ယောက်တောင်ထက်ရတယ်ဗျာ။ဒုတိယမိမကခလေးမွေးရင်မမွေးနိုင်ပဲတည်သွားခဲ့ရတာ။ခလေးရောမအေရောတည်သွားတာ။မဟုတ်ရင်တာသမီ17ယောက်ပေါ့ဗျာ။အဲ့ဒီအချိန်မှာပထမမိမနဲ့မွေးခဲ့တဲ့တာသမီတွေကအပြိုကြီးဖဖတွေဖြစ်နေကြပြီပေါ့။ဒုတိယမိမတည်ပြီး7နှစ်လောက်ကြာတော့ နောက်ဆုံးမိမကိုရှူလိုက်တာပဲသူ့နောက်ဆုံးမိမကအသက်16နှစ်တောင်ကောက်ကောက်မပြည့်သေးပါဘူးဗျာပထမမိမနဲ့ရခဲ့တဲ့တမီးအကြီးဆုံးတော်မှအိမ်နောက်ကျပြီးခလေးနဲ့ပါနေဖြစ်နေပြီကြောက်ရရင်တော့တမီးထန့်ခဲ့တဲ့မိန်းကလေးကိုကောက်ယူလိုက်တာပေါ့ဗျာကျောက်တို့အမေတွေဆိုရင်သူ့ကိုနှုတ်ကြီးလို့လှောင်ပြောင်ခွတ်တက်ကြတယ်ဟုတ်တယ်လေအသက်က60နားကန်နေပြီယူလိုက်တာက16နှစ်တမီးလေးကိုနောက်တော့တေချာဆောင်ဆန်းကြည့်လိုက်တော့အဲ့ဒီခလေးမလေးရဲ့မိဘတွေက သူစီကနေအကျွေးတွေတော်တော်ကိုယူထားတာတဲ့စဘာကျွေးဆိုလဲမနေဘူးတဲ့လေနောက်ဆုံးအကျွေးမဆက်နိုင်တော့တမင်းငယ်ဆုံးကိုထိုးပစ်လိုက်ရတဲ့ပုံပဲအဲ့ဒီကောင်မလေးရဲ့နာမည်ကရှင်တော့ရှင်ပါတယ်တိတ်လဲကြုံမမှတ်မိဘူးဗျရှင်ရှင်လို့ပဲထားလိုက်ပါတော့ရှင်ရှင်တို့အမေကဘီးရဖြစ်ပြီးအောက်ပိုင်းတည်သွားတယ်ဆိုရမလားပဲတချို့ကလည်းလေးဖြတ်သွားတယ်လို့ပြောတယ်ရှင်ရှင်ရဲ့ဖေကနေဆက်ကိုအလောက်သွားလောက်တာပေါ့အဲ့ဒီတော့ကတော့အလုတ်တော်ဖြစ်တယ်လို့ပြောရပါတယ် ဒါပေမဲ့လည်းစေတုံးတက်လာတဲ့ဗျ။ရွှေပြန်လာတော့စေဆွဲလာခဲ့တာမနဲ့ကုရတယ်ဆိုပဲ။ဒါပေမဲ့လည်းမရပါဘူးဗျ။စေတမားဆိုတော့လည်းငွေကုန်တာပေါ့။အကျွေးတွေလည်းယူရင်အလုပ်လည်းမလုပ်တော့နောက်ဆောင်သမီးကိုသူများစီထိုးအပ်လိုက်ရတဲ့ပုံပဲဗျ။စောထောပါကြီးပေါ်တော့မရွှေပဲစောက်ကဲမင်းဖြစ်ဆိုတဲ့စကပုံလိုမိမတယောက်ထက်ရတာပေါ့ဗျာ။ဗာကြီးပေါ်တော့ကစောထောရွာထဲမှာမနေဘူးဗျ။ရွာနဲ့မလှမ်းမကန်ရွာပြင်မှာနေတယ်။သူတို့ရွာစုလေးကို ကိုဘအဆူလို့ခေါ်ကြတယ်။တချို့ကလည်းတီးပင်ဆူလို့ခေါ်ကြတယ်ဗျ။သူတို့နေတဲ့နေရာကကျွတ်တို့ရွာကလေးနဲ့ဆိုရင်တခေါ်တတလောက်ပဲဝေးတာ။အဲ့ဒီမှာအိမ်လေးငါးလုံးရှိပြီးတော့တားသမီးတွေတမတ်တင်နေနေကြတယ်။အနာကလည်းတွေကလည်းသူပိုင်တဲ့လည်းတွေကြီးပဲ။ပြောရရင်တော့အမျိုးတွေစုနေတဲ့တဘောပေါ့ဗျာ။သူတို့နေရာလေးကမကြီးပင်ကြီးတွေတီးပင်ကြီးတွေနဲ့အုံအုံဆိုင်ဆိုင်လေးဖြစ်နေတာပေါ့။အဲ့ဒါကြောင့်လဲတီးပင်ဆူလို့ခေါ်ကြတာနေမှာ။တညာတော့ ။လာကြီးပေါ်တော့အစုကိုဓမြတိုက်ပါလေရော။ဓမြတွေကမိထုတ်တွေကန်ပြီးတော့လာကြတာ။ကျုပ်တို့ရွာတဲကနေအတိုင်းသားမြင်နေရတယ်။ဓမြကလူ60နီးပါးလောက်ကိုရှိတာ။မိတော့တွေနဲ့မို့ထိန်းနေတာပေါ့။အပေကကျုပ်တို့ရွာကလူတွေကိုစွကြည့်သေးတယ်။ဒါပေမဲ့ဓမြတွေကိုတော့ကြောက်တာပေါ့ဗျ။လူအုပ်ကနည်းနည်းမှမဟုတ်ပဲ။ရွာကမိမဲ့ပြီးတော့ရွာသားတွေအကုန်လုံးငြိမ်ကြည့်နေကြရတယ်။ဓမြတွေကိုရွာသားတွေစုပြီးတိုက်ရင်တော့ရှားနိုင်တယ်။ ဒါပေမဲ့ဘသူမှမတိုက်ရဲဘူးဗျ။ဓမြတွေစီမှာတနတ်တွေပါတယ်မဟုတ်လား။ကျောက်တို့စီမှာတနတ်မှမရှိတာ။ကျောက်တို့အဖိုးတကြီးကန်ခဲ့တဲ့တနတ်တော်မှအစိုးရကလက်နဲ့အဲ့ရမယ်ဆိုပြီးတင်းသွားတာမဟုတ်ဘူးလား။ကိုကတောက်သားလေးများလောက်ရှိတာနဲ့တက်သွားရင်ဟိုဓမြကတနတ်နဲ့စီးပြစ်လိုက်မှအကုန်တေကုန်ကြမယ်မဟုတ်လားဗျာ။အဲ့တော့ဖះဆာရွတ်ဖက်ပြီးသူတို့ဘေးကင်းဖို့ဆူတောင်းပေးရုံပဲတက်နိုင်တော့တာပေါ့။အဲ့ဒီဓမြအုပ်ကိုခေါင်းဆောင်တဲ့သူကဘာမော်တဲ့။စစ်ပြန်ကြည့်တရားပါဗျာ။ တိုက်ပွဲမှာတန်ရာရပြီးလက်တဖက်ကလမောင်ကြီးကနေပြုတ်ထွက်နေတာတဲ့။ရုပ်ကလည်းတထွက်ကိုဆိုးဆိုးဆိုပဲ။အဲ့ဒီတော့ကကျောက်တို့ကဘာမှဘလို့ပုံလဲဆိုတာကိုမမြင်ဘူးသေးဘူးလေ။နောက်မှနှစ်ဘူးတွေတူတူကျုံတွေ့ရတာမဟုတ်လား။ခလေးတွေတော့ကတော့လူကြီးတွေချက်တက်မြကြောက်လက်ရတာပေါ့။ဘာမော်ကအမြဲတမ်းရှက်အင်းကြီးလက်ရှိကြီးကိုအပေါ်ကနေခြုံထားတယ်။အောက်ကတော့စွကျဲတို့အင်းကြီးတို့ဝတ်ထားတာပေါ့ပစိုးကိုဒူးလောက်ထိဝစ်ပြီးတော့ ချက်တော့မှာတော့စပနတ်အဟောင်းကြီးကိုဝတ်ထားလေရှိတယ်တဲ့တုတ်ခါမှလဲစစ်ကပတ်ကြီးကိုပတ်ထားပြီးတော့အဲ့ဒီကပတ်ကြီးမှာဓားကောက်ကြီးကိုအမြဲချိန်ထားတယ်အဲ့ဒီဓားကြီးနဲ့လူတွေကိုတက်လာခဲတာမနှဲဘူးပေါ့ဗျာနောက်ပြီးခြံလုံးပြူတနေတလက်ကိုလဲခါမှအိတ်ထဲထည့်ပြီးချိန်ထားတာတဲ့ဘာမော်လာပြီးဆိုရင်သူတို့ကအော်ဟစ်ပြီးလာကြတာဗျဘာမော်လာပြီးဟဲ့လာပြီးဟဲ့နဲ့အော်ရင်ကျောက်တို့ဆိုကြောက်လို့ဆောက်အောက်တယ်ဝင်ပုံးနေကြရတာသူကလူအင်အားလဲတောက်တယ် အစီအယောင်လည်းတိတ်တော်တယ်ဆိုပဲအဲ့ဒါနဲ့ဘာကြီးပေါ်တို့စုလေးကိုဓမြတွေဝိုင်းတိုက်ကြပါလေရောနောက်တော့တနက်ဖောက်တန်တွေဆက်ကြလောက်ကြားရတယ်ဓမြတိုက်ပြီးတနအီလောက်ကြတော့ဓမြတွေပြန်သွားကြတယ်ဗျဓမြတွေပြေးသွားတော့မှဓမြတွေပြေးသွားတော့မှကျွတ်တို့ရွာကသူတွေကလည်းညာတန်ပေးပြီးတော့ပြေးထွက်ရဲတာပေါ့ဗျာတခုပြေးမှထုတ်ကွင်းထတာတော့မဟုတ်ဘူးပေါ့ဓမြပြေးတော့မှလိုက်ကြတာပေါ့ဗျဖာကြီးပေါ်တော့ကမကောင်းရှာပါဘူးဗျာ ဘာကြီးဘော့ကအိမ်မတက်တဲ့လှေကားချင်ရင်မှခွက်ခွက်ကလေးသေးနေရှာတာရှင်ဘက်မှာတန်းတဲ့ပေါက်ရသုံးခုနဲ့လေဘာကြီးဘော့တမတ်နဲ့တားနှစ်ယောက်လဲတန်းတဲ့ထန်ရတွေနဲ့သေးနေကြတယ်သူသမီးနှစ်ယောက်ကိုလည်းမတဲချင်သွားတယ်ဆိုပဲဒါပေမဲ့တခုထူးဆန်းတာကတွေးကြောင်ရွာကဖို့တုတ်လဲလေပင်ပြက်ပြီးသေးနေတာပဲဘာကြီးဘော့မိမရင်ရင်ကိုတော့ဘာမော်ကဖမ်းသွားတယ်တဲ့ဒီဓမြတိုင်မှုက အမှုမှန်မပေါ်ခဲ့ပါဘူးဗျာဘာလို့လဲဆိုတော့ရဲတွေဘာတွေလဲမတိုင်ရဲဘူးလေ အဖတို့ကရဲတိုင်မဲဆိုရင်တော့မှရွာသားတွေကကန့်ကွက်ကြတယ်။ရဲဆိုတာအချိန်တိုင်းမရှိနိုင်ဘူးမဟုတ်လား။ကြာကြာတမရတွေကရဲတွေတိုင်ပါတယ်ဆိုပြီးရွာကိုလာဖိနေမှာကိုကြောက်ရသေးတယ်မဟုတ်လား။ဒီပြင်ဆိုမှအဲ့ဒီကလေးကလူတွေမနေကြတော့တာပဲ။အရန်အချောက်လန့်များတယ်။အစိမ်းတွေတွေတည်ထားတာကိုပြ။တက်သားနဲ့စောက်ထားတဲ့အင်ဂျင်အင်ကောင်တွေကိုပြက်ပြီးတော့ဓာကြီးပေါ်သားသမီးတွေကရွာထဲလာပြောင်းနေကြတယ်။ကျောက်ထုတ်တော်တော်ကြီးတဲ့အထိအဲ့ဒီမှာအင်ပြက်ကြီးတွေရှိကြသေးတယ်ဗျ။ အဲ့လိုနဲ့၃လလောက်ကြာတော့မှအဖြစ်မဲ့ပေါ်လာတော့တယ်။ပေါ်လာကလည်းအဲ့ဒီဖိုတော့ကပြန်ပြောတာပဲဗျ။ခမများတော့နားလျှောက်သွားပြီထင်တယ်။ဒီလိုဗျ။ဖိုတော့ကတေးပြီးတော့အစိမ့်တည်ရဖြစ်နေပြီ။အဲ့ဒီတီးပင်စုမှနေတယ်ထင်တယ်ဗျ။နောက်တော့ငါးချောင်းသားလေးကိုပုတ်ကပ်ပြီးတော့ပြောပြတော့တာ။ငါးချောင်းသားလေးကလည်းငါးတခါပြောက်လို့လိုက်ရှာရင်ဘာကြီးပါတို့အင်ပြက်တွေနားမှာနွားပြက်တွေ့တယ်တဲ့အဲ့ဒီနွားကိုသွားခေါ်ရင်ဖိုးတောက်ရဲ့အပူကိုခံလိုက်ရတာပေါ့ဗျာ ဖိုးထုတ်ကရရင်နဲ့ကြိုက်နေတာအပြယူတော့ယူတော့မှာဖိုးထုတ်ကငွေသိမ့်မရှိပေမဲ့ရရင်ကိုတော့တင်တောင်းဖို့လှုပ်ထားတာတဲ့ရရင်အပေစေတမကဖိုးထုတ်တို့တင်တောင်းတဲ့ငွေတွေကိုတော့ယူသွားပြီးပြီတဲ့ဗျာပြောရရင်တော့စစ်စစ်နားထောက်ပြီးသားပေါ့ဒါပေမဲ့ဘာကြီးပေါ့ကရရင်ကိုတင်းသွားတော့ဖိုးထုတ်လည်းအသေးကွဲပြီပေါ့အဲ့ဒီမှာတဲ့ဖိုးထုတ်ကဘာမော်ကိုရှာပြီးဘာကြီးပေါ့တို့ဟာအရန်ချမ်းသာတဲ့အကြောင်းပြောပြတယ်ပြီးတော့ရရင်နဲ့ချင်းတွေ့ပြီးတော့ အတူတူထွက်ပြေးဖို့ကြံထားကြတာတဲ့ဘမော်ကလူတွေစုပြီးတော့ဓမြတိုင်းပဲဖာကြီးဘော့စီကလူရက်တဲ့အချိန်ဖိုတိုနဲ့ရရင်အတူတူထွက်ပြေးကြမယ်ပေါ့ဒါပေမဲ့ကန်ဆိုးသွားတာကဖိုတိုအကြံမအောင်လိုက်ဘူးဘမော်တို့အင်ပါတက်ရှာတော့ဖာကြီးဘော့အိမ်မှာစပားတွေတင်းနေတွေလောက်ပဲရှိပြီးငွေတို့လက်ဝတ်လက်စားတွေမျက်မျက်ဆဆမရှိဘူးတဲ့အဲ့တော့ဘမော်ကစိတ်ဆိုးပြီးတော့ဖိုတိုကိုတက်ပြီးရရင်ကိုဖမ်းခေါ်သွားတာပဲဗျအခုတော့ရရင်နဲ့သူပေါက်ရပြီလေဗျ ရေရင်ကိုဘားမတို့ကဖမ်းသွားပြီးစိတ်ချိတ်စောကားပြီးတော့တပစ်လိုက်ကြတာအခုဘာကြီးပေါ်တို့တီးပြင်စုမှာအတူတူလာနေကြတာတဲ့အဖေတို့ရွှေဦးချောင်းစီယာတို့ကသူတို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမြတ်တမ်းပေးဝေပါမယ်ဆိုတာတော့မှသူတို့ကအမြတ်မလို့ကျင်ဘူးတဲ့တရေဘဝနဲ့ပေါက်ဖက်နေတယ်ဆိုပဲခုဒီလယ်ရီကြားထဲမှာအဲ့ဒီအုတ်အုတ်ဆဲဆဲနေရာကြီးတွေရှိသေးတယ်ဗျကျုပ်တို့ရမပြောနဲ့အနည်းပါရွာကလူတွေတောင်တတင်းကြပြီးဘယ်သူမှမသွားရကြဘူး ခြောက်လန့်လိုက်တာလဲနေခင်းကြောင်တော်ကြီးတော့အချောက်ခံရတာဗျအဲ့ဒီအနာကလဲတွေကိုဆိုရင်ဘာကြီးပေါ်သားသမီးတွေကရောင်းထုတ်တာရောင်းမရလို့အလကားပေးတာတော့လုံးထက်သူမရှိဘူးတဲ့ဓမ္မားဆိုတာအင်းအားများတယ်ဆိုပေမဲ့သူတို့ကတခြားသူတွေမဟုတ်ဘူးဗျဓမ္မားဆိုလို့ခင်ဗျားတို့အထင်တောတွေတောင်တွေထဲမှာအုပ်စုဖွဲ့ပုံအောင်နေပြီးတော့အခွင့်တားတဲ့အချိန်တောင်ပေါ်ကဆင်ပြီးတိုက်တယ်လို့ထင်းနေကြလိမ့်မယ်ကျတော့အရက်ကဓမ္မားဆိုတာကတော့တာမန်ရွာသားတွေပါပဲ အမှားတို့လိုတမျကောင်းဆောင်တွေကရွာထဲကလူမိုက်တွေအရသမားတွေကိုစီယုံရင်ဆင်းထားတယ်ဗျအထူးသဖြင့်ဆင်းရဲတဲ့ရွာကနေပေါ့တွေးချောင်းတို့အဲ့ဒီအနောက်ကတောင်ညွရွာပဲစင်းရွာစတဲ့ရွာတွေစီကပ်ပေါ့အဲ့ဒီရွာတွေမှာဆင်းရဲသားတွေများကြတယ်မဟုတ်လားဘာမှလုံးစရာမလိုဘူးညနာကိုဖောက်အုပ်ထားရင်မင်းမတူလဲဆိုတာမသိဘူးငါတို့ခြိမ်းထားတဲ့နေရာကိုလက်ရမယ်ပြီးရင်တညကို200ရမယ်အဲ့လိုတမျကောင်းဆောင်ကစီယုံရတယ်ဗျ ပြီးရင်လိုက်မဲ့သူတွေကိုတနေရာမှာဆုရက်လုပ်ပြီးတော့ချိန်ထားကြတယ်။လိုက်မဲ့သူတွေကလည်းပစိုးထင်နဲ့အုပ်ပြီးရုတ်ဖြတ်ထားတော့ဘဒုဘဘလည်းမသိတော့ဘူးပေါ့။ဘာမှတော့မှအမကန်တမည900လောက်ကတနက်ထွေကန်ပြီးတမည်တိုက်တယ်။ခုနကလိုရွာတွေကနေငှားလာတဲ့လူတွေကတော့အင်အားပြရောင်လောက်ပဲသူတို့ကြံကလည်းပိုင်နေပြ။နောက်တော့စစ်တပ်ကဆင်းလာရတယ်။ဘာမှတော့တမည်တိုက်မဲ့နေရာမှာဆော့ပြီးတော့ဖမ်းရတာပေါ့။ဘမော်ကကန်ကောင်ပြီးလွတ်သွားတယ်။ ပြည်ကြခတ်ကြနဲ့လူအင်အားပြတဲ့ရွာသားဆိုင်ရာလောက်တေးသွားကြတယ်။တေးသွားတော့မျက်နှာတွေကိုလှန့်ကြည့်တော့ကျောက်တို့ရွာကတော့တယောက်ပါသေးတယ်ဗျ။အနေအေးအေးလူပြိုကြီးဆိုတဲ့သူ။အေးလေငွေဆိုတာလူတိုင်းလိုကြတာမဟုတ်ဘူးလား။နောက်ပိုင်းတော့ဘာမှတို့ဓမြတွေပျောက်သွားကြတယ်။ခေါင်းဆောင်မဲ့သူမရှိတော့ဓမြမရှိတော့ဘူးပေါ့ဗျာ။တချို့ကလည်းလူစုပြီးလင်းငါရောက်ဓမြတိုက်ကြတယ်။လူနေရင်တော့ကျော်ကလူတွေဝိုင်းဖန်းရင်မိတာပေါ့ဗျာ။အဲ့လိုနဲ့ကျွန်တော်ကအသက်၁၈နှစ်ကျော်လာပြီ လျော်ပြိုဖြစ်ပြီပေါ့ဗျာဓမ္မဆိုတာကလည်းမတွေ့ကြုံတာဆက်နှစ်လောက်ရှိပြီမဟုတ်လားအဲ့တော့လဲတဲ့ဆင်းလာရင်ဥပဒါနဲ့တွေ့တယ်ဗျငါမင်းတို့စီလာမလို့ပဲကွာမအားသေးလို့ကွာဒါနဲ့မင်းအဖေကိုပြောလိုက်တို့ရွာကိုဓမ္မတိုက်ချင်တဲ့သူတွေရှိနေပြီကွာကျုပ်အံ့ဩသွားမိတယ်ဟာဥပဒါကြီးကဓမ္မတိုက်မဲ့သူရှိတာကြိုသိတယ်ဆိုတော့အကြမ်းမြင်တွေပါတယ်ရနေလားပဲဥပဒါကရှိတယ်ဗျအကြမ်းမြင်ရတာမဟုတ်ပါဘူးကွာရွာတော်ရှင်ပြောတာကွာ လုတ်ပြန်ပြီးရွာတော်ရှင်ဥပဒါကြီးနဲ့ရွာတော်ရှင်ကညီအကိုတွေများလားမသိဘူးနော်ငါကအကောင်ပြောတာကခင်ဗျားကရွှေရွှေတိုက်တယ်လို့ထင်းနေလို့လားရွှေရွှေမတိုက်လို့စပယ်ရှယ်တိုက်တာလားဗျမင်းတော်တော်တောင်းတဲ့ကောင်ပဲကမှတ်ထားခင်ဗျားတွေဆိုတာတကယ်အချစ်ကြီးတိုက်တော့မယ်ဆိုရင်အဲ့ဒီရွာရဲ့ရွာတော်ရှင်နှမ်းမှာစားစရာတွေတင်မြှောက်ပြီးတော့အတိပေးတတ်ကြတယ်ခွင့်တော်တတ်ကြတယ်ကဥပဒါပြောမှကျုပ်လည်းသိတာဗျအရှင်ကတော့ဓမ္မားဆိုတာ ီအတိုင်ကျုံနဲ့အိမ်တိုက်တာပဲလို့ထင်နေတာမဟုတ်လားတမယာကောင်းဆောင်ကလူချစ်တိုက်ချင်လို့ဆိုရော်တော်ရှင်နှန်းကိုတွားရတယ်ကွာမိမထွန်းပဲနဲ့အရက်တို့ကြက်ကြောကောက်ငင်းပေါင်းတို့ဆက်တက်ရတာပေါ့ကွာဆက်တက်ပြီးတော့သူတို့အသွန်ပြုတ်မဲ့လက်နက်တွေကိုရော်တော်ရှင်နှန်းမှာဖြစ်ဖြစ်တစ်ပင်တစ်ပင်မှာဖြစ်ဖြစ်ထောင်ထားကြရတယ်ကွာရော်တော်ရှင်ကိုသူတို့တတင်းရထားတဲ့ဘယ်အိမ်ကိုတမယာတိုက်လို့ရမလဲမေးတာပေါ့ခွင့်လဲတောင်းတာပေါ့ကွာ ထိုက်လို့မရတဲ့အိမ်ဆိုရင်ရှာတော်ရှင်ကလက်နဲ့တွေကိုလှည့်ပြတတ်တဲ့ကွရှာတော်ရှင်ကမကျင်တဲ့အိမ်တို့ဒါမှမဟုတ်ဓမြတိုက်ခံရမယ့်အိမ်တို့ဆိုရင်လက်နဲ့တွေကထောင်းနေတယ်ဓမြတွေကအဲ့ဒီအိမ်ကိုတိုက်ရတာပဲကွအဲ့လားဆိုကျွတ်တူရောက်ကိုရောတိုက်ပါလားရှာတော်ရှင်ကိုဓမြကအိမ်ငါအိမ်ပြောတယ်တဲ့ကွရှာတော်ရှင်ကလက်နဲ့တွေအကုန်လှဲချလိုက်လို့တကောင်ကျော်တော့စက်တာထားတဲ့အစားအစာတွေကိုယူပြီးတော့ပြန်သွားကြတယ်တဲ့ကွ ဒါဆိုရင်သူ့အဖေကိုတွားပြထားမှာပဲအေးတွားပြကွာဒါပေမဲ့မင်းဖေကဒါမျိုးတွေရှုံးမမဟုတ်ဘူးကွာ အတင်းကျတော့မပြောပါနဲ့တော်ကြတပြားမတိုက်ဖြစ်ရင်ငါ့ကိုလူလန်ကြီးလို့ထင်းနေပါအောင်ပဲကွာကျုပ်လည်းအိမ်ပြန်တော့အဖေကိုပြောပြလိုက်တယ်အဖေကတော့သူ့ပုံစံအတိုင်းပဲဗျာအင်မလော့အမလော့နဲ့ဘာမှလည်းပြန်မပြောဘူးလေအဲ့ဒီနေ့ကတော့ကျုပ်လည်းကိုရောက်တဲ့ဆိုရင်ပဲဥပဒါကြီးကကျုပ်စီပြေးလာတယ်ဗျကျုပ်ညီလည်းပါတယ် ကြောင့်ကြီးကအခုအသက်16နှစ်လောက်ဖြစ်နေပြီ။ဟဲ့မင်းတို့လာတာငါစောင့်နေတာကွ။ဘာထုလို့လဲဥဖတာကြီးရဲ့။ရော်ရော်ရှင်ပြောင်းနေတာနှစ်ရက်ရှိပြီကွ။ကြောက်လဲမျက်မှောက်ကြုတ်ပြစ်လိုက်တယ်။အဲ့ဒါဘာဖြစ်လဲ။လူတွေလိုခရီးလူနေလို့ဖြစ်မှာပေါ့။ငါကတော့အဲ့လိုမထင်ဘူးကွ။ငါထင်တာကဓမြတွေကရော်ရော်ရှင်ကိုနှစ်ထုတ်လိုက်ပြီးထင်နေ။ဟာဗျာဓမြကဘလို့နှစ်မလဲဗျ။မဟုတ်ဘူးကွ။ရော်ရော်ရှင်ဆိုတာအဆက်တတော်နေတဲ့နဲ့။နတ်ဆိုတာထက် တရေတတာပါကွာအဲ့တော့သူ့ကိုစုံးတို့ကပွေတို့ကနှိမ့်လို့ရတယ်ကွာဓမြတွေကစုံးနေကပွေတို့ကိုခိုင်းပြီးတော့လှုပ်သွားတာဖြစ်မယ်အဲ့ဒီတော့ဓမြတွေကကျောက်တို့ရွာကိုတိုက်တော့မှာပေါ့နော်ဥပသာကခေါင်းနှိမ့်လိုက်ပြီးတော့အေးကွာဒီညပဲတိုက်မယ်ထင်နေဥပသာကြီးကလည်းဗျာဓမြစိတ်ထဲကအကြံကိုဥပသာတည်နေတာလားမသိပါဘူးကွာငါကပညာနဲ့မှန်းချတာပါကွာဒီလိုကွာရွာတော်ရှင်ဆိုတာအဲ့ဒီရွာမှာအပတ်ရတဲ့လူဆိုတော့ အကြချင်းနှင်လို့မရကောင်းဘူးကွာအကြချင်းနှင်ရင်အဲ့ဒီဆုံးတို့အောက်လန်းတို့ကိုရတော်ရှင်ကမုန်းပြီးတော့ပြန်လောက်တတ်တယ်။ငါတတိထားမိတာကြောင်းနေတာနှစ်ရက်ရှိပြီဆိုတော့ဒီနေ့ညတော့သူတို့လုံမယ်ထင်တယ်။သူတို့သုံးရက်လောက်ပဲနေနိုင်မှာကွာ။ကောင်းပြီလေအဲ့ဒါဆိုကျုပ်အဖေကိုသွားပြောလိုက်မယ်။ကျော်လက်ထွက်မယ်လို့တော့ဥပသာကကျုပ်လက်ကိုဆွဲလိုက်တယ်။မင်းငါကိုရှုံးလား။ရှုံတာပေါ့ဗျာ။အဲ့ဒါဆိုမပြောနဲ့တော့မင်းနဲ့ငါနဲ့ညပက်ချတော့တပြားထင်နဲ့တွေ့မယ်။ ဟာဗျာဖြစ်နေပါမလားဓမ ्या ဆိုတာနည်းနည်းနော်တော့တို့အုပ်ကြီးလားကျောက်ကအတိုင်းတွေပါတယ်မတက်ဘူးနော်အချောက်စမ်းပါနဲ့ကွာဒီဓမ ्या တွေလောက်တော့ငါအตาလေးပါကမေမလာချင်နေရတယ်ငါဘာသာဖြည့်ရှင်းလိုက်မယ်အရေးကကျောက်ပင်နဲ့မှရက်နေတဲ့ကျောင်းကြီးကအကိုလက်တွားကြမယ်ဗျာဥပဒါကြီးလည်းပါတယ်မဟုတ်လားကျောက်ကဥပဒါကြီးကိုတော့မယုံတာမဟုတ်ပေမဲ့သူကပညာတွေတတ်တယ်မဟုတ်လားကျောက်တို့ကဘာမှတတ်တဲ့ကောင်တွေမဟုတ်ဘူးလေ အဲ့ဒါဆိုရင်လည်းလိုက်ခက်မယ်ဗျာတခုပဲဓမြတွေနဲ့တော့ကြောက်မတွေ့ချင်ဘူးကျောက်တို့ပုန်းနေကြမယ်အေးကွာမင်းနဲ့မင်းညီနဲ့လာခဲ့ပေါ့ကွာဒါပေမဲ့တော့နှောက်လုံရမယ်နော်ဓမြတွေကငါလုတဲဆိုတာသိသွားရင်ငါကိုလာလုံနေမှာကွာအိုးဥပဒါကြီးကလည်းဓမြတွေကိုမကြောက်ဘူးဆိုပြီးအခုကြတော့လည်းကြောက်နေပြန်ပြီငါတယောက်တည်းနေနေဆိုရင်သူတို့ကမကြောက်ပါဘူးကွာဒါပေမဲ့ငါကိုမနိုင်လို့ငါလက်တွေကိုမိနဲ့တိုက်ရင်ကုန်မှာကွာဥပဒါပြောတာလဲအကျိုးချောင်းစီတော်တာကြောင့် ကြောက်လေကောင်းညှက်လိုက်တာပေါ့ဗျာကျောက်တို့ညီကိုဖြစ်အဲ့ဒီနေ့ကနေလို့ထိုင်လို့တော့မထိပ်ပါဘူးဗျာအဲ့ဒီသမားတွေကြောင့်ပဲစဉ်းစားပြီးပြောဆိုနေတာပေါ့ညာ၈နာရီထုတ်ပြီးတက်ငယ်ကောင်းချချင်ပြီးရင်တော့ကျောက်တို့ကာလသားတွေလူပြောလှက်ချင်ပေါ့ဗျာအမှန်ကညာ၈နာရီဆိုတာနည်းနည်းတော့နောက်ကျနေပြီးကျောက်တို့ရွာမှာက9နာရီလောက်ဆိုလူကြီးတွေရောလူငယ်တွေပါအကောင့်အိတ်ကြတာကျောက်တို့ငငယ်တော့ကပေါ့အခုတော့ရွာကကလေးတွေညာ၈နာရီ၂နာရီအထိမအိတ်ကြဘူးတဲ့ ခင်းဆောင်နေကြတယ်လို့ပြောတာပဲစတုညေကိုအင်ကနေထွက်လာပြီးဥပဒါခြံနာမှာရစ်တီရစ်တီလုံနေလိုက်တယ်မကြပါဘူးဥပဒါကြီးလည်းထွက်လာတယ်ကျတို့ကိုဥဆောင်ပြီးတော့ရွာအဝယ်လမ်းကိုထွက်ခဲ့ကြတာပေါ့ဗျာကျတို့ရွာကနေထွက်လာခဲ့ပြီးမကြပါဘူးရွာတော်ရှင်နန်းကိုရှောင်းနေတယ်လမ်းကတော့ခက်သေးသေးပါပဲရွာတော်ရှင်နန်းအနားမှာရောင်ပိတ်ကြီးတစ်ပင်ရှိတယ်ကျွန်တော်တို့နေ့တိုင်းလေထဲရှာတဲ့ကိုသွားရင်အဲ့ဒီအရှိတ်ကနေပဲဖြက်ဖြက်သွားရတာမဟုတ်လား ညောင်ပင်ကြီးနားမှာကျုပ်တို့ပုံနေလိုက်ကြတယ်။အဲ့ဒီနားမှာခြုံတွေကလည်းထူတယ်ဗျ။ချင်တွေဆိုတာတဖွဖွေနဲ့ကတ်လိုက်ကြတာဗျ။ကျုပ်တို့ညကိုပစိုးခြုံထားတာတော့မှဘာအဲ့တွေခံရတယ်။ချင်ကိုရိုက်လည်းမရိုက်ရဘူး။တော်ကြဓမြတွေချင်ရိုက်တန်ကြပြီးကျုပ်တို့ကိုမြင်သွားမယ်မဟုတ်လား။စောင့်နေရင်အတော်ကြာခဲ့ပြီ။နိုင်ရီလည်းမပါတော့ပဲချင်လည်းမသိဘူး။စကားလည်းမပြောရင်ခြောင်းလည်းမစိုးရနဲ့ဆိုတော့အချင်းတွေကုန်တာနှိမ့်လိုက်တာဗျ။မကြပါဘူး။ မီးရောင်တွေကလက်ဝဲဆံမှာထဲလင်းသွားတယ်။ဥပဒါကြီးကကျောက်တို့အိတ်နေတယ်ထင်လို့လက်ခုပ်ပြီးနှိုးတယ်။ဟက်ကောင်တွေထတော့ကွဟိုမှာတမရတွေမီးတောက်တွေညှိနေပြီ။လကလည်းလဆောက်ရက်မို့လို့ဘယ်ရောက်နေမှန်းတော့မသိပါဘူးဗျာ။တမရတွေကအမှောင်ထဲလာကြပြီးစုရက်ရောက်မှမီးတောက်တွေထုံးပေါင်ထားကြတယ်။လက်ခွင်းဆက်မှာတမရအင်အားက30လောက်တော့ရှိတယ်။အစိုးတွေအဝိတ်တွေနဲ့ညနာတွေကိုအုပ်ထားပြီးတော့လက်ထဲမှာလည်းဓားတွေလှန်တွေကင်ထားကြတယ်။ မီးထုတ်ကင်ထားတဲ့သူတွေကတော့လက်တဖက်မှာတရှိတွေကိုကင်ထားကြတယ်။မီးရောင်တွေထိန်လင်းပြီးတဲ့နောက်ခေါင်းဆောင်ဖြစ်တဲ့သူရဲ့နောက်ကိုဓမြတွေလိုက်လာကြတယ်။သူတို့ကခက်မြမြပြေးလာကြတာပေါ့။ဒီကောင်ကဘာမှမပဲကွာ။ဥပတာကမကျင်မနက်နဲ့တောက်ခေါက်လိုက်တယ်။ကျုပ်တို့ကလည်းဘာမှဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့စက်သိန်းတွေတော့ဖျက်ပြန်ထသွားတယ်။ဘာဘာမှဆိုတာကျုပ်တို့ငယ်ငယ်ကဘာမှလား။ကျုပ်ပြန်မေးလိုက်တော့ဥပတာကြီးကမရှိတော့ဘူး။ ဖဲရောက်သွားလဲဆိုတော့ရော်တော်ရှင်နှန်းရှိရော်အဝဲလမ်းလေကောက်တက်တဲမှာတက်ရောက်တယ်ဓမြတွေကိုကြောပိပိရှက်နေတယ်ဥပဒါကြီးဟောမလူတွေအများကြီးနော်ကျုပ်អော်လိုက်တယ်ဒါပေမဲ့အတမထွက်ဘူးဗျကြောက်နေတာကိုဓမြအုပ်ကလည်းခက်နေနေပဲမဟုတ်လားတက်ရောက်တစ်ချက်ဓာတ်နိုင်ဝိုင်းခုတ်ရင်တော့အယိုးတစ်ချက်အတတစ်ချက်ဖြစ်သွားနိုင်တယ်ဓမြဆိုတာကမလုပ်ရဲတာမရှိဘူးညနာတွေအုပ်ထားတဲ့ဆိုတော့ဘဒုဘဝမှန်လည်းမသိဘူးလေပုံမှန်ကြောက်တက်တဲ့သူတော်မှဓမြတွေနဲ့ပေါင်းရင် လူတက်ဖို့စိတ်တွေကြွလာတယ်ဆိုပဲလူစိုးလူမိုက်တွေဆိုရင်တော့ပြောမနေပါနဲ့တော့ဓမြအုပ်ကတဖြည်းဖြည်းနဲ့နီးလာတယ်ဥပတာနဲ့ပင်ထရလောက်အကွာကိုရောက်တော့ဓမြအုပ်ကတန်ကနေရှက်သွားတယ်လန့်သွားချတဲ့သဘောပေါ့ဗျာနောက်တော့ဓမြကောင်းဆောင်ဖမော်ကအရှိကိုတက်လာတယ်သူ့ပုံစံကအပေါ်ကကြုတ်ပြောခဲ့တယ်လို့ပုံစံမျိုးမဟုတ်ဘူးလက်တစ်ဖက်ပြတ်နေတဲ့ဆိုပေမဲ့ဝတ်ထားတဲ့အင်ကြီးကလည်းတတော်ကိုကောင်းကောင်းအောက်ကဘာပိရှင်နဲ့ဘုဖက်နဲ့နေ လူကလည်းအရှက်မြင့်မြင့်ထောင်ကောင်းကောင်းခက်ဖြောက်ဖြောက်ဓမြဆိုပြီးတော့မောက်စိန်မွေးတွေပတ်တန်မွေးတွေလည်းမရှိပါဘူးဗျာသူကတော့ပမာတစ်ခုကိုညနာမှာအုပ်ထားတယ်ပိုကေဆိုတာစီရီရွှဲနေတာပဲပြုတ်ဒီကမိတ်ဆွေကြီးကကြောက်တနေတူတူလိုက်ခတ်မလို့လားစကားပြောတဲ့အတန်ကလည်းတတော်ကိုကောင်းတယ်ဗျာအတန်မှလည်းအာနာတန်လို့လို့ပါတယ်ကျောက်တို့တစ်ပင်နောက်ကခြုံနေဆိုရင်သူတို့နဲ့ဘေးကျင်းကဲ့ရဲ့အနေထားလောက်ပဲမိတွေထိန်းနေပေမဲ့လည်း ကျတော့ချုံတွေကိုအသေးစားမမြင်ရလို့တော်သေးတာပေါ့မင်းတို့နဲ့လိုက်ဖို့မဟုတ်ဘူးကငါကမင်းတို့ကိုတားဖို့ရောက်လာခဲ့တာဓမြကောင်းဆောင်ဖမော်ကဟဟပပရှိလိုက်တယ်ဒီတော့မှ အနောက်ကဓမြတွေကလည်းဝိုင်းရကြတော့တယ်ရွာထဲမှာတော့လျှောက်ရှားတန်တွေကြားနေရတယ်အော်တန်တက်တက်ကြားရတယ်ဆိုတော့ဓမြတွေရောက်နေတာကိုချိန်စားမိကြတဲ့ပုံပဲဟဲ့လူကြီးခမရယူနေရင်လည်းဖယ်ဆန်းပြခမရတယောက်တည်းကျတော့ကိုတားနိုင်မယ်ထင်လို့လား ထင်တယ်ကွာမင်းတို့ထဲကဘယ်ကအရှိကိုတက်ခဲ့မလဲဥပဒါကြီးကကြောပေးထားတယ်ကြောထင်တာတော့သူမျက်နှာကိုအမျက်မခံဝဲလို့ထင်နေသူအတန်ကလည်းခန့်အော့အော်နဲ့ဝန်ကောင်းတန်ကြီးဖြစ်နေတာဗျအတန်ဖြတ်ပြောတယ်ထင်ပါတယ်ဘမော်ကသူတို့မျက်၃ယောက်ကိုရိတ်ရိတ်ပြလိုက်တော့ဆံရတွေကဓာဆွဲပြီးပြစ်တက်လာကြတယ်ဒီလူတယောက်လောက်ကိုတနတ်သုံးပြီးတော့မဖြစ်ရှင်းပဲတွတ်တွတ်တိတ်ဖြစ်ရှင်းမဲ့ပုံပဲဓမြလေးယောက်က ဓာတ်ကိုခုတ်ဖို့အသင့်ပြပြီးပြေးလာတော့ဥပဒါနဲ့ပင်20လောက်အကွာရောက်တော့အကောင်လုံးမှောက်လဲကုန်ကြတယ်။ဓမြတွေလည်းကြီးနေကြတာပေါ့။သူတို့ကမတ်တရက်ပြီးဥပဒါစီကိုဝင်ပြေးပြန်ရော။အရိကသူတို့ရှင်ဘာကိုတယောက်ယောက်ကဆောက်တုံးလိုက်တယ်လို့မျိုးအနောက်ကိုနှက်ထွက်သွားတယ်။ဖမ်းမော်ကဥပဒါကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့သူ့ခါကြတဲ့ကခြောက်လောင်ပြုတ်ကိုဆွဲထုတ်လိုက်တယ်။ခြောက်လောင်ပြုတ်ပြောင်းရှေကြီးက MSC တွေဝါနေပြီးတော့ပြောင်းလဲနေတာပဲဗျာ။ကျောက်တို့လည်းရောင်းပြီး နားကိုလက်နှက်ဖက်နဲ့ပိတ်ထားလိုက်မိတယ်။ဘမော်ကတနတ်မောင်းကိုဆွဲညက်လိုက်တယ်။ဒါပေမဲ့တနတ်ကကြီမထွက်လာဘူး။ချက်ခနဲ့အတန်တစ်ချက်ပဲမြည်တယ်။အဲ့ဒါနဲ့ဘမော်ကသုံးလက်ချက်ဆက်ပြက်တယ်။ဘေးကကြည့်နေတဲ့ကျွန်တော်တို့ကဘမော်ကင်ထားတဲ့ခြောက်လုံးပြည့်ရဲ့မောင်ရိုက်တန်လေးကကြီအိမ်ကိုတော်တော်ရှိုက်တာကိုမြင်နေရတယ်။ချက်ချက်စလုံးပြစ်လိုက်ပေမဲ့ကြီးကလုံးဝကိုမထွက်ဘူးဗျာ။အဖေကြီးခမရဘာလုပ်ထားတာလဲ။မင်းလိုတနတ်ဆုံးနဲ့ငါ့ကိုပြစ်လို့ရမို့ထင်လားကွာ။ ဘာမော်ကသူ့လူနှစ်ယောက်ကိုမျက်ရည်ပြလိုက်ပြန်တယ်။သူ့လူနှစ်ယောက်ကဘိုင်းဖက်တနဲ့တယောက်တစ်လက်ကင်ထားတယ်။မြေပြင်ပေါ်ကိုဒူးထောင်မုန်းဆိုးထိုင်ထန်ချလိုက်ပြီးတော့ဥပဒါကိုပြစ်ပြန်တယ်။ကြည်မထွက်ဘူးဗျာ။ဘာမော်ဒေါ်တာထွက်လာပုံရတယ်။အဖိုးကြီးကျောက်တို့ကိုမနှောက်ရက်နဲ့ခမည်းပါလို့ခြင်းလဲရွှေလာငွေလာကျောက်တို့တိုက်ပြီးရင်ခမည်းကိုဝေစုပေးမယ်ဟုတ်ပြီလား။ငါဘာမှမလိုချင်ဘူး။ငါလိုချင်တာကမင်းတို့တွေဒီရောက်ကနေထွက်သွားပြီးနောက်ဘယ်တော့မှပြန်မလာတာကိုလိုချင်တယ်ကွာ။ ကျတော့ဒီတစ်ခါပါပဲဒီတစ်ခါတိုက်ပြင်ရင်ပြန်မယ်မတိုက်ရဘူးဆိုမှကွာမင်းတို့ပြန်ကြတော့မပြန်ရင်ငါအဆုံးမဆုံနဲ့နော်ဥပဒါကြီးကပြောပြီးခဏပဲကြာလိုက်တယ်ဓမြတွေဆိုတာဓာတ်ရည်လှန်တွေကိုပြစ်ချပြီးတော့လက်တဖက်နဲ့ကုကိုလောကိုပြန်ကုတ်နေကြတယ်လက်တဖက်ကမိထုပ်တွေကိုခြင်ထားတာမဟုတ်လားနောက်တော့လက်တဖက်နဲ့ကုတ်တာအားမရလို့မိထုပ်တွေပါပြစ်ချပြီးတော့ကုတ်ကြတယ်ခုံဆွားခုံဆွားနဲ့ဖြစ်နေကြတယ်အေးမှတ်ပြီလားမင်းတို့အခုချိန်ပြန်ရင်မှီသေးတယ်နော် မပြန်တဲ့ကောင်ကတော့တသက်လုံးကုန်ပြီးအနုဖြစ်သွားရမယ်မှန်။ဥပဒါအတန်ကမန်ပြင်းလှတယ်ဗျာ။အတန်ကလည်းဟိန်းနေတာပဲ။အဲ့ဒါနဲ့ဓမြနားလိုက်တွေကကြောက်ပြီးတော့ဖပြေးကြပါလေရော။တချို့ဆိုပစိုးတွေပါကြကြကုန်နေ။ပြေးရင်နဲ့လည်းကုန်နေကြတာဗျာ။နောက်ဆုံးဘမော်ရဲ့တပည့်လက်ရင်တွေပါကုတ်ရင်နဲ့ထွက်ပြေးကုန်နေ။ဒါပေမဲ့ထူးဆန်းတာကမကုတ်ပဲကြံကဲတာကဘမော်ပဲ။ဘမော်ကဥပဒါကြီးကိုအသေးစားကြည့်တယ်။ငါထင်တာပဲဘမော်ရား။ မင်းမစိတ်ကောင်းကောင်းရှိမယ်ထင်တယ်ကွရော်တော်ရှင်ကတော့မိကနှင်ထားနိုင်တယ်မဟုတ်လားဘမော်ကမြေပေါ်တူးထောက်ထန်ချလိုက်ပြီးဥပဒါကြီးနောက်ကိုတိုးသွားတယ်အရန်တော့အရှိတ်ကိုတိုးလို့မရဘူးသူ့အရှိတ်မှာမမြင်နိုင်တဲ့တရားကြီးတစ်ခုခန်းနေတယ်လို့ပဲနောက်တော့ဥပဒါကြီးကိုလက်တဖက်နဲ့လက်အုပ်ချီတယ်ဆရာကြီးခမဆရာကြီးကိုကျွန်တော်မှားတာရှိရင်ဝန်ချတောင်းပန်ပါတယ်ဆရာကြီးစီကတနက်ကြီးမထွက်တဲ့အစီရင်လိုချင်ပါတယ်ကျွန်တော်ကိုရောင်းချပါကျွန်တော်ထိုက်ထိုက်တန်တန်ကတော့ပါမယ်ဆရာကြီး မင်းလိုကောင်ကိုငါကပေးမယ်များထင်းနေလားကွဒီအစီအရင်ကိုပေးလိုက်ရင်မင်းအရင်ကားတဲ့လူပိုတတ်မယ်ပတိုင်းပို့ခြင်းမယ်ပေးရင်ပို့ပြီးတော့ဓမြထိုင်မယ်မဟုတ်လားငါမရဘူးဟက်ကောင်မင်းသွားတော့ဘမော်ကမပြန်သေးပဲတိတ်ကက်ကက်လုံးနေပြန်တယ်အဲဒီခါဥပဒါကြီးကဟဲ့ဒီကောင်ကသူ့ချက်တော့သူမတုံးချင်ဘူးတဲ့ကွာမင်းတို့ပြန်ဖို့ပေးလိုက်ကြစမ်းအဲ့လိုအမိတ်ပေးလိုက်တာနဲ့ဘမော်ကိုသစုံတယောက်ကဆွဲသလိုဖြစ်ပြီးတော့နောက်ပြကြီးတရွရွပတ်သွားလိုက်တာဗျာ တော်ထလန်းကိုရှောက်တော့မှဘာမှချော်လဲချသွားတယ်။ခမားကြီးခမားကြီးကိုကြောက်ဒီတိုင်းမထားဘူး။ကြောက်အကိုသိရင်ခမားကိုအရှက်ထားမှမဟုတ်ဘူး။ဥပဒါကြီးကဘာမှမပြောတော့ပဲတဖက်ကိုလှည့်လိုက်တော့တယ်။ပြီးတော့ဘာမှကိုတက်တာပြတ်လိုက်သေးတယ်။ဘာမှနဲ့ဥပဒါနေရကတတော်ကိုလှမ်းတယ်လေ။နောက်ပြီးတော့မိတော့တွေကလည်းမြေပေါ်ကိုကျပြီးတေကုံကျပြီးဆိုတော့မောင်းနေတာပေါ့ဗျာ။အဲ့ဒီချိန်မှာပဲရွာတွေကနေညာတန်တွေထွက်လာတယ်ဗျာ။ ဥပဒါကြီးကလည်းရွာထဲကိုပြန်ပြေးတော့တာပဲကျောက်ထုံညီကိုကတော့ခြုံထဲကနေထွက်လာခဲ့တာပေါ့အဖေနဲ့ရွာသားတွေတောက်တွေထားတွေကန်ပြီးတော့ထွက်လာကြပါလေရောထပြေးသွားကြတဲ့ဓမြတွေရဲ့လက်နက်တွေဖက်နက်တွေအစိုးတွေကိုသိမ်းမိကြတယ်ဘယ်မလဲအကောင်တွေကျောက်လည်းဘာပြောရမလဲကိုမသိတော့ဘူးကျောက်ညီကသားတို့လူပြိုလက်ရင်ဓမြအုပ်တွေလို့ခြုံထဲဝင်ပုံနေလိုက်တာပါရွာသားတွေကဓမြတွေကိုချိန်မောင်းနေတာပေါ့ဗျာကျောက်ပြေရည်ချင်လို့မဆုံးဘူး ခုနကမင်းရောက်တွေ့ကြတဲ့ကထွက်လာကြပါလားကျုပ်ပါဆက်ကလည်းတင်းမဖော်ပါဘူးဗျာအဖေကတော့ဥပဒါကြီးဓမြတွေကိုတားလိုက်တဲ့အကြောင်းပြောလိုက်တယ်အဖေကတီးပြီးပြီတဲ့ဘသူရှိမလဲဗျာအငယ်ကပြောတာပေါ့နောက်၃ရက်လောက်နေတော့တောင်ညရွာကိုရဲတွေဝင်ဖမ်းတော့ဖမ်းမောက်ကိုမိသွားတယ်ဗျတောင်ညရွာကလူတွေကအဲ့ဒီလူကိုဘာမှမှန်းတော့မသိပါဘူးဗျာဖမ်းမောက်ကမိမတွေဘာတွေနဲ့နေတာဗျအိမ်ထဲကိုရှာကြည့်လိုက်တော့ ဖတ်ထားတဲ့ရွှေထည်တွေကိုတွေ့တာပဲအဲ့ဒီရွှေတွေကအရှင်လာကသူတို့အဖွဲတိုက်ထားတဲ့အဲ့လက်အိမ်ကလက်ဝက်လက်စားတွေဓမြတွေသုံးလရလောက်တော့ခံရခံနေမှာကွာနောက်ပြတ်တော့ဥပဒါကြီးကကျောက်တို့ကိုပြောတယ်ကျောက်တို့လည်းအမှတ်တမှတ်ပဲပေါ့ဒါပေမဲ့စီစီယာကြီးကတော့အလွတ်လျှောက်နေတယ်ကျောက်တို့မေးကြည့်တော့ရွာတဲကလူနာ၃ယောက်ရှားနာတွေပောက်ပြီးတော့ကုန်နေတာတဲ့အဲ့တော့မှဒီဓမြမှုမှာအတွဲလူပါတယ်ဆိုတာကျောက်တို့တီးသွားတာပေါ့ဗျာ ။ရွာကလူခံပါတယ်ဆိုတော့တေချာပေါ့ဥပဒါကြီးလုတ်တယ်ဆိုတာသိမှာပဲ။ဒီကောင်တွေကဓမြနှောက်လိုက်တွေပါကွာ။မျက်နှာကိုအုပ်ထားတဲ့အချိန်ပဲတတိရှိတာပါကွာ။ဂျန်တဲ့အချိန်ဆိုရင်ငါ့ကိုစစ်စစ်တော့မကြည့်ရဘူး။အဲ့လိုနဲ့ကျတော့ရွာဓမြတိုင်မှုကပြီးသွားတယ်ပေါ့ဗျာ။ကျောင်းနဲ့လူနေတဲ့ကလွဲရင်ဒါတွေဖြစ်သွားတယ်ဆိုတာသိမသိကြဘူး။နောက်တော့ဘာမော်ကကြကြွန်ကြသွားတယ်ပြောတယ်။ဒါပေမဲ့ဘာမော်ရဲ့အကိုကတောင်ညွရွာက အောင်လန်းစီယာကြီးတဲ့အောင်လန်းဘတော်လို့ခေါ်ကြတယ်။ ။ဘာမော့အတွက်အဆောင်တွေအင်းတွေအောက်လန်းအတိုက်တွေကိုသူကလှုပ်ပီးနေကြဆိုပဲ။အဲ့ဒါကြောင့်လဲဥပဒါလောက်တော့တခြားဓမြတွေရရနေပေမဲ့လဲသူကတော့ဘာမှမဖြစ်ဘူးမဟုတ်လားဗျာ။ချစ်ရတဲ့ပြည်သူများရှင်ဒီနေ့တော့ဒီလောက်ပဲတင်ဆက်ပေးပါရစေ။နောက်ကြားရှိသေးတဲ့အပိုင်းဆက်မှာလဲဘယ်လိုတွေဆက်ဖြစ်လာအောင်မလဲဆိုတာစိတ်ဝင်စားစောင့်မျှော်နှားစဉ်အားပေးကြပါအောင်ရှင်။အားလုံးကို